ွေးချယ်စရာတခုရှိသည်စကောင်းများပြီးမြင့်မြင့်မပြောင်းနိုင်တဲ့ကျစ်သူရွေးလို့နေမလားဒါမှမဟုတ်တိတ်ဆိတ်ပြီးကောင်းကင်ထီပြောင်းနိုင်တဲ့လင်းယုံလို့နေမလားဒီမှာတော့ခွန်ငားတဲ့အမြင်ကျယ်ရင်တဲ့သင်္ကေတရဲ့လင်းယုံငယ်ရဲ့စွမ်းအားကြီးတဲ့စိတ်ဓာတ်ကိုလေ့လာကြည့်ကြပါမယ်ကဲလင်းယုံငတ်စီကနေတင်ယူနိုင်တဲ့အဓိကစိတ်ဓာတ်ခုနှစ်မျိုးကို ကြည့်လိုက်ကြရအောင်ပရမဆုံးကတော့လင်းယုံတဲ့ဟာအပေါင်းအဖော်ကိုတခြားရွေးတယ်ငငယ်တွေကိုအရှောင်ပေးအမြင့်ပါပဲပြန်သားနေဒီကရတဲ့ငန်းစားကတော့ပေါင်းတင်တာဖို့ပဲ ပဝန်းကျင်ကလူတွေကကိုဘွားကိုပုံဖော်ပေးနိုင်လို့ပဲဒုတိယအချက်ကတော့လင်းယုံဒီရဲ့အမြင်ပဲသူတို့မှမယုံနိုင်လောက်အောင်တည်ငြိမ်တဲ့အာယုံစူးစိုက်မှုရှိတယ်9ကီလိုမီတာအဝေးကဖြစ်မှတ်ကိုတောင်းအာယုံမဖြောင်းပဲအနောက်ရက်တွေကိုလစ်လျူရှူပြီးဖမ်းယူနိုင်တယ်ဆိုလိုတာကတော့အောင်မြင်ဖို့ဆိုရင်အတားဆီတွေကိုဇွဲရှိရှိကြောဖြတ်ရမယ်ဆိုတာပါပဲတတိယစိတ်သက်ကရေရင်ချင်းပဲလင်းယုံတကောင်ဟာတားကောင်ရဲ့အရွယ်စာနဲ့ခွန်အားကိုကြည့်ပြီးဘရောမတ်တော့မဆုပ်ဘူးဒါကြောင့် အောင်မြင်သူတွေဟာပြဿနာတွေကိုရှုံမနေပဲတိုက်ရိုက်ရင်ဆိုင်ဖြေရှင်းကြတယ်။စတုထအချက်ကတော့လင်းယုံတွေဟာမုန်တိုင်းကိုမကြောက်ဘူး။သူတို့ကမုန်တိုင်းကိုကြိုးရှိုးတယ်။မိုးတွေကတိမ်နေဆုလာပြီဆိုရင်တခြားငါတွေကခိုးစရာနေရာရှာကြတယ်။တကိုင်းတွေကမှပုံပြီးမုန်တိုင်းဆန်းပြဲသွားမဲ့အချိန်ကိုစောင့်နေကြတာပေါ့။လင်းယုံကတော့မုန်တိုင်းလေးကိုအတုံးချပြီးပုံမြင့်တဲ့စီပြန်တက်သွားတယ်။တင်ွေဘိုးကိုရောက်တော့အေးစစ်စစ်ပြောင်းဝဲနေလိုက်တယ်။အောင်မြင်သူတွေကဒီလိုပဲ။ စင်ခေါ်မှုတွေကို အခွင့်အရေးအဖြစ်ပြောင်းလဲကြတယ်။နံပါတ်၅ကတိုးတက်မှုပဲလင်းယုံတွေကအတဲကောင်တွေကိုဘယ်တော့မှမစားဘူးလက်ဆက်တဲ့တားကောင်ကိုပဲစားတယ်။တားကဘာလို့ပြောရလဲဆိုတော့အတဲကအောင်မြင်မှုတွေနဲ့ဂျင်းနဲ့မနေပဲနေပဲတက်တီဖို့အမြဲရှာဖွေနေဖို့ပဲ။နံပါတ်၆ကြီးထွားသောအတွက်လေ့ကျင့်မှုပဲလင်းယုံအမေတွေကတားငယ်တွေကိုပြန်တက်အောင်အတိုက်ကိုမနေချင်းစရာဖြစ်အောင်လုပ်တယ်။အတိုက်သေးကမင်းတို့တွေကိုဖယ်ထုတ်ပစ်တယ်။နေရခဲတော့ပေါ့။ဒါဟာ တတောင်းတတဆောင်ကနေယုံထဖို့အကောင်းဆုံးသင်ခန်းစာပဲ။နောက်ဆုံးချက်ကတော့တကယ်ကွာအန်ထိုးစရာကောင်းတယ်။လင်းယုံတကောင်အေးပလန်လည်းမွေးဖွားခြင်းပဲ။အတက်ကြီးပြီးအားနေလာတဲ့အခါလင်းယုံကအနာဂါတ်အတွက်ကိုကိုကိုနာကျင်ခံပြီးပြန်လဲစမ်းတစ်တယ်။အထူးကချက်ကတော့ဘဝမှာတန်ဖိုးမရှိတော့တဲ့အချင်ဟောင်းတွေဝင်ထုတ်ဝင်ပိုးတွေကိုဆွန့်လွတ်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ဒါကတော့ကိုကိုကိုပြမင်းကြည့်ရမယ်မိခွန်းတစ်ခုပါပဲ။